ခုတက်လာတဲ့သမရအီဂျေမြောင်ကတော့သူ့အနေနဲ့ဒီစတင်ပြီးတော့သမရမဖြစ်ခင်ဒီကိုရီးယားနိုင်ငံဂျွန်ဂျီတိုပြည်နယ်ရဲ့အုပ်ချုပ်အုပ်ချုပ်ရေးမှူးဖြစ်နေတဲ့အချိန်ကာလကလေးကပေါ့လေအဲကျွန်တော်အဲ့အချိန်မှာမြန်မာနိုင်ငံမှာလူဒေါ်လာရေးအစတင်ပြုခဲ့တဲ့အချိန်ကာလဖြစ်တယ်။အဲ့ဒီအချိန်ကာလမှာကိုရီးယားနိုင်ငံအတွင်းမှာရှိတဲ့ဒီအာနာယအစိုးရအဖွဲ့အစည်းတွေကထဲထဲဝင်ဝင်ပါဝင်ဖို့ဆိုတာ တော်တော်မရှိတော့ရှားပါပါတယ်ပြည်သူလူထုရဲ့အားတွေအများကြီးပါတယ်အလွတ်တော်ရဲ့အားတွေအများကြီးပါတယ်တို့တော်လည်းပဲလက်ရှိတောင်းဝင်ယူထားတဲ့အရာရှိဟဲ့လားကြီးကြီးမားမားတွေကနေပြီးတော့ဒီကျွန်တော်တို့လူလူဒေါ်လာရေးမှာအပီထောက်ခံတာကိုယ်တိုင်ကိုကြပါလေအပြင်ကိုထွက်လာတဲ့ပုံကိုဆိုတာတူတူပဲကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်အဲသူကတော့လက်ရှိသမ္မတအီဂျီမောင်ဖြစ်တယ်အဲ့ဒီအချိန်ကတော့သူကကိုရီးယားနိုင်ငံဂေါင်ဂီဒိုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးတောင်ဝင်ထားတဲ့သူတယောက်ပါ ပြောရရင်တော့ WTP နဲ့ဝန်ကြီးချုပ်ပေါ့လေအဲ့လိုအစ်စ်နဲ့အဲလာဒရန်တူနီရဲ့ယာတူကိုယူထားပြီးကြောက်ပါသူကအဲဒီမြန်မာနိုင်ငံရဲ့မျိုးတော်လိုင်းရေးစတင်ဖြစ်လာတဲ့အချိန်ကလေးကစပြီးတော့ကျွန်တော်တို့မြန်မာမျိုးတော်လိုင်းရေးကိုစစ်ပါဝင်စားတယ်ကုလရနိုင်ငံတွင်းမှာရှိနေကြတဲ့အဲဒီចောင်းသားတွေအလုသမားတွေအစရှိတဲ့မြန်မာပြည်သူပြည်သားလူတန်းစားအလွာအသီးသီးနဲ့သူထိတွေ့ရမြန်မာနိုင်ငံရဲ့အရေးကိစ္စတွေကိုသူလေ့လာတယ်စုံစမ်းတယ်ပြီးတော့ ကျွန်တော်တို့ကလည်းသူ့ရဲ့ရုံးခန်းမှာတရားဝင်ဖိတ်ခေါ်တွေ့တယ်ဖိတ်ခေါ်တွေ့တယ်ဆိုတာကတာမန်တည်တည်မှမှားလေးတွေ့တာမျိုးတကယ်အခမ်းအနားကြီးတစ်ခုလို့လုပ်ပြီးတော့သူ့ရဲ့ရုံးခန်းမှာကိုသူကတတိယမီဒီယာတွေကအကုန်လုံးခေါ်ပြီးတော့တွေ့ဆုံခဲ့တယ်မြန်မာနိုင်ငံရဲ့ကိစ္စတွေကိုသူမေးမြန်းနေကျွန်တော်တို့ကလည်းပြန်လည်သူ့ကိုဖိရှားပြီးလေပြောကြားပြီးတယ်အဲ့ချိန်ကလေးကသူကတဲ့သုံးချောင်းကိုထောင်ပြီးတော့ကိုရီးယားနိုင်ငံပြည်မှာစတင်ထွက်လာခဲ့တဲ့အဲကျွန်တော်တို့မြန်မာဒီမိုကရေစီမြန်မာမျိုးတော်လှန်ရေးကို စိတ်ပါဝင်စားပြီးတော့အတက်တီရောကုညီပမိုးကုညီပေးခဲ့တဲ့ပုံကူတူပဲဖြစ်ပါတယ်ခင်ဗျာဒီကကတော့သူကိုရီးယားနိုင်ငံမှာရှိတဲ့ចောင်းသားတွေဟာလာဒီကိုရီးယားနိုင်ငံအတွင်းမှာအဲចောင်းလိုက်တန်းနေတဲ့ပြည်သားအသင်းတွေပြီးတော့ CDN ចောင်းသားတွေအဲသူတို့နဲ့တွေ့တယ်တွေ့ပြီးတော့သူတို့အတွက်လိုအပ်တဲ့ထောက်ခံကူညီမှုတွေကို သူတက်နေတဲ့ဘက်ကနေပြီးတော့အပီကူညီပေးခဲ့တယ်ဥပမာအပြင်ဆိုလို့ရှိရင်ဒီထောက်ပံ့ကြေးတွေရရှိဖို့ဟာလာဒီပညာသင်ဆိုဒီစုတွေရရှိဖို့အစားရှိစီဖြစ်သူတွေကတက်နေတဲ့ဘက်ကအပီခဲ့တယ်ထို့အတူဒီကုရီးယားနိုင်ငံအတွင်းမှာတက်ချွတ်လို့ရှားနေတဲ့အဖွဲ့အစည်းတွေဥပမာကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကုရီးယားနိုင်ငံမှာဒီတော်လန်ကြီးအတွက်အပီမှုနဲ့ထောက်ပံ့မှုအားကောင်းဖြစ်တဲ့ဆက်အနာသိမှုစန့်ကျင်ကော်မတီကိုရီးယားဆိုတာရှိတယ်အဲ့ဒီအဖွဲ့အစည်းကဆိုလို့ရှိရင်ကုရီးယားနိုင်ငံမှာဆက်အနာ ဒီမြန်မာနိုင်ငံအတွင်းမှာမျိုးတွနိုင်စတင်ခဲ့တဲ့ဆက်ဟာတင်းတဲ့အချိန်ကစပြီးတော့ဖွဲ့စည်းခဲ့တဲ့ဖွဲ့စည်းတစ်ခုပေါ့လေအဲဒီဖွဲ့စည်းအတွက်မှာရှိတဲ့ပြည်မြန်မာ network ဆိုတဲ့ဒီအဖွဲ့စည်းကိုလည်းသူကတက်နေတဲ့ဘက်ကနေပြီးတော့ကူညီပေးခဲ့ပံ့ပိုးပေးခဲ့တယ်ပြောရမယ်ဆိုလို့ရှိရင်ဒီအဆက်အစပ်အရာပေါ့ဗျာလုပ်ငန်းလုဆောင်နေတဲ့နေရာမှာအဲကျွန်တော်ထောက်ပံ့ပေးဆိုင် လုပ်ငန်းတွေမှာလွယ်ကူချုံးမှုနိုင်ဖို့အတွက်သူသူ့ရဲ့ဒီပြည်နယ်ပေါ့လေကြောင်ကြီးပြည်နယ်ဥပဒေနဲ့အညီအဲသူစွမ်းဆောင်ကူညီပေးနိုင်ခဲ့တဲ့ ာတွေအများကြီးရှိပါတယ်ဥပမာဖွဲ့စည်းမှုတင်တာတို့တရားဝင်ဒီလူကောက်ကောင်ရရှိဖို့ထောက်ပံ့မှုရရှိဖို့အဲ့လုပ်ငန်းစီမှာလူထဲဝင်ကူညီပေးကြတာအများကြီးရှိပါတယ် ဟုတ်ကဲ့ကျွန်တော်တို့အနေနဲ့ကဒီတိုင်းသဘာနိုင်ငံတွေကိုအားကိုးတကြီးနဲ့အားကိုးတာမဟုတ်ပါဘူးတို့တော့လည်းပဲကျွန်တော်မျိုးတော်လိုင်းကြီးအတွက်မိကောင်းဆွေကောင်းတွေဆိုတာလိုပါတယ်ကျွန်တော်မျိုးတော်လိုင်းကြီးကိုဟဲ့လားအဖက်ဖက်ကနေပြီးတော့အားပေးနေတဲ့ထောက်ခံနေတဲ့သူတွေကကျွန်တော်တို့တော်လိုင်းကြီးအတွက်မိကောင်းဆွေကောင်းတွေဖြစ်ပါတယ်အဲ့တော့မိကောင်းဆွေကောင်းတွေကတိုင်းပြည်တစ်ခုရဲ့အချုပ်အခြာအာဏာရဲ့အကြီးကြီးဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့သူ့ကိုတော့ဒီအားကိုးတာတဲ့အစားရင်ကျွန်တော်တို့ကမျှော်လင့်နေကျွန်တော်တို့ကဝမ်းမြောက်ဝမ်းသာနေကြိုးဆိုတယ် ဘာကြောင့်လဲဆိုတော့အရင်တော့ကတော့ तू ဟာတမနာမဖြစ်ခင်အချိန်ကာလမှာ तू တက်နေတဲ့ဘက်ကကုညဆောင်ရွက်ထောက်ပံ့မှုတွေပြုနေတော့ညာလည်းပဲတမနာဖြစ်လာတဲ့အချိန်မှာတော့ तू အားနေကောင်းအားနေလာပါလိမ့်မယ်နိုင်ငံရေးမူဝါဒတွေရှိတယ်အဲဒီအဖက်ဘက်ကနေပြီး तू နဲ့ तू အနေနဲ့တွေးတောဆင်ခြင်ပြီးလောရမယ့်လုပ်ငန်းတွေအများရှိပါသို့တော်လည်းပဲမြန်မာနိုင်ငံရေးနဲ့မြန်မာဒီမိုဆီရေးအတွက်တော့ तू ကအဲနောက်ဆုတ်သွားမယ့်သူတူမဟုတ်ဘူးထို့သူအားရသွားမယ့်လူတူမဟုတ်ဘူးတက်နေတဲ့ဘက်ကတော့ तू အနေနဲ့ကုညဆောင်ရွက်ပြုနေမယ်ဆိုတော့ကျွန်တော်လည်းယုံကြည်တယ် ။ဘာကြောင့်ဒီလိုယုံကြည်ရလဲဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ကဒီ Democratic Party နဲ့ဆိုကျွန်တော်တို့ဒီမှာနိုင်ငံရေးအတိုင်းအဝန်းတွေကတမန်ယုံနေအများကြီးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ကိုရီးယားနိုင်ငံရဲ့ Democratic Party ဆိုတာကဒီမှာဒီမိုကရေစီရေးကိုစင်စက်မပြတ်ကိုကြီးထောက်ပံ့အားပေးခဲ့တဲ့ပါတီကြီးတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တဖက်ကလည်းဒီမိုကရေစီပါတီဖြစ်တယ်။တဖက်ကလည်းဒီမိုကရေစီအတွက်ကိုအားကျုံးမှတ်တဲ့လှုပ်ရှားဆောင်ရွက်နေတဲ့အာကျွန်တော်နိုင်ငံတစ်ခုဖြစ်နေတဲ့အခြေအနေထားမှာအဲကျွန်တော်တို့အချင်းချင်းသားသာ တင့်တယ်လို့ကျွန်တော်တို့ပြောကြလို့ရပါတယ်ထို့အတူဟိုးအရင်အတိတ်တည်းကတမိုင်းတွေကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမိုကရက်တစ်ပါတီကဒီမှာဒီမိုကရေစီရေးအတွက်ဆိုရင်တက်တက်ကြွကြွနဲ့စဉ်ဆက်မပြတ်အားပေးကူညီခဲ့တာကျွန်တော်ကိုရီးယားနိုင်ငံမှာဆိုရင်အခုဆိုရင်35နှစ်ရှိပြီရှိပြီပေါ့လေကျွန်တော်88ခေတ်ကကျွန်တော်ထွက်လာရဲ့ပုံကူတူဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အတွေ့အကြုံအရဒီမိုကရက်တစ်ပါတီတက်လာတိုင်းတက်လာတိုင်းဒီမှာဒီဒီမိုကရေစီရေးအတွက်ကိုသူတို့နောက်ဆုတ်သွားတာမရှိပါဘူးတက်နိုင်တဲ့ဘက်ကနေပြီးတော့အင်တိတ်အားတိုက်နဲ့ ပံ့ပိုးကူညီထောက်ပံ့အားပေးမှုတွေရှိရဲဆိုတော့ကျွန်တော်တို့ပြောကြလို့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာမျိုးတော်လည်ရေးစတင်ပြီးတော့အဲဒီနှစ်လအကြာမှာပေါ့လေအဲ့ဒီခေတ်ကတော့အဲကျွန်တော်တို့ဒီလက်ရှိအဲတမနာဖြစ်နေတဲ့ Democratic Party က ာနာယပါတီအနာအဆိုးအဖြစ်နေအချိန်ပေါ့လေအဲဒီအချိန်မှာတမရမွန်ကျင်းကသူ့ရဲ့အိမ်ပြတော်ကနေပြီးတော့ဥပဒေကဲသို့အာနာတီသောအမိတ်တရက်ကိုသူထုတ်ပြန်ခဲ့ပါတယ်အဲထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်မှုကဘာလဲဆိုလို့ရှိရင်ကိုရီးယားနိုင်ငံမှာရောက်ရှိတည်ကြတဲ့မြန်မာနိုင်ငံသားမြည်သူမဆိုအဲဗီဇာရှိသည်ဖြစ်စေဗီဇာမရှိသည်ဖြစ်စေအတင်းအဓမ္မပြန်လဲပို့ပို့ဆောင်ခြင်းကိုမြန်မာနိုင်ငံကိုပြန်လဲပို့ဆောင်ခြင်းကိုပြုလုပ်ပါနဲ့မြန်မာနိုင်ငံမှာတည်ရင်အေဂျင့်ပြီးတော့ဒီမိုကရေစီလမ်းကြောင်းကိုပြန်ရောက်ရှိတဲ့အချိန်အထိကိုရီးယားနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေကို နေထိုင်ခွင့်ပေးပါလွတ်လပ်ခွင့်ပေးပါလူသားချင်းစာနာထားသောအနေနဲ့တက်နိုင်တဲ့ဘက်ကနေပြီးဆော့ရှော့ကူညီပါဆိုပြီးတော့သူကအင်ပြာတော်ကနေသူ့ရဲ့လက်မှတ်ထိုးပြီးတော့အဲ့ဒီတင်ညာချက်ချက်ကိုတင်ညာချက်တရက်ကိုထုတ်ပြန်ခဲ့ပါတယ်အဲ့တော့ထုတ်ပြန်ခဲ့ပြီးတဲ့အဒီအချိန်မဆိုင်လျာတွင်းပါပဲအဲကျွန်တော်ကုရီးယားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ကုရီးယားနိုင်ငံတရားရေးဌာနကလည်းသူ့ရဲ့ဒီအမိတ်တင်ညာချက်ကိုနောက်ကနေလိုက်ပြီးတော့ထုတ်ပြန်ညာချက်ထုတ်ပြန်ပါတယ်မြန်မာနိုင်ငံသားတွေဆိုလို့ရှိရင်လက်ရှိအနေအထားမှာဗီဇာ ကုန်သွားတဲ့သူတွေပတ်စုတတန်းကုန်သွားခဲ့ရင်တောင်မှကိုရီးယားနိုင်ငံကသူ့ကိုနေထိုင်ခွင့်ဗီဇာတွေဆက်လက်ပြီးတော့ပေးပြီးတော့လုံလုံလောက်ကန်ခွင့်တွေကိုပေးပါတယ်အဲလိုနေထိုင်တွေရှိပါတယ်ဒါကပြီးခဲ့တဲ့လွန်ခဲ့လွန်ခဲ့လေတော့ပေါ့လေအဲပြီးတော့ဒီအစိုးရတဆင့်ကျော်ပေါ့အဲသူတို့ဒီမိုကရက်တစ်ပါတီအစိုးရဖြစ်တဲ့အချိန်မှာတော်လားမွန်ဂျင်းအင်းဆိုတော့သူတို့ကတမတ်ပြေးခဲ့တဲ့အဲဒီပြောရရင်တော့မွန်ဂျင်းအင်းဗီဇာလို့တော့ပြောလို့ရတယ်ပေါ့လေအဲဒီဗီဇာအနေနဲ့ကျွန်တော်မြန်မာနိုင်ငံသားယူတဲ့ကိုအူညီမှုတွေထောက်ပံ့မှုတွေပတ်မှုတွေကို ပြုလုပ်ပေးခဲ့တာကအခုဒီအချိန်ထိပဲလို့ကျွန်တော်အနေနဲ့ပြောကြလို့ရပါတယ်ခင်ဗျာပြီးခဲ့တဲ့အစိုးရလက်ထက်မှာကတော့ကျွန်တော်တို့ဒီတမရရုံးစုပ်ရောက်က မြန်မာဒီမိုကရေစီအတွက်ဆိုလို့ရှိရင်သူကဒီစကားပဲပေါ့ဗျာတကယ်လက်တွေ့ကြကြမှာအားနည်းမှုတွေအများကြီးရှိခဲ့ပါတယ်အဲကျွန်တော်တို့အဲကိုရီးယားနိုင်ငံရဲ့အစိုးရအဖွဲ့ဝင်တွေနဲ့မကြမ်းမကြာကျွန်တော်တို့ပြည်စုံပြပါနိုင်ငံတကာဥက္ကဋ္ဌတွေတခြားသောဒီတရားရေးဥက္ကဋ္ဌတောင်းဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပြည်စုံတော်ပြည်စုံခဲ့တော်များလည်းပဲသူတို့ကကျွန်တော်တို့နဲ့ဓမ္မုံရိုက်ပြီးတော့လက်သုံးချောက်ထောက်ပြီးတော့ဒီပုံတွေကိုထွက်သွားမှာအရင်ကြောက်တယ် တို့အမြဲတမ်းပြောပါတယ်အသူတို့တပ်ဖို့နေမတင်ပါနဲ့သူတတိနေမတင်ပါနဲ့အဲကျွန်တော်တို့ဒီလူကြီးတွေနဲ့တွေ့ဆုံအဲ့တော့မှတို့အဲ့အရာလေးကိုမလုပ်ခဲ့ပါဘူး။တို့လည်းပဲဒီသတင်းထုတ်ပြန်မှုကြီးဖြစ်လာနိုင်မယ်ဆိုတာကျွန်တော်အနေနဲ့အထူးပဲညွှန်နေပါတယ်။ဘာကြောင့်လဲဆိုတော့အတိတ်တမန်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမိုကရက်တစ်ပါတီကတက်လာခဲ့တဲ့သမ္မတကြီးကင်ဒေးဂျုံဆိုတာရှားမှုပါလိမ့်မယ်လိုပဲဆုရှင်ပါ။အဲသူဆိုလို့ရှိရင်အရင်တော့ကဒီ NCGB လက်ထက်ပေါ့လေအဲ့ဒီအချိန်မှာဆိုရင်သူတို့ထဲဝင်တွေ့တွေ့ဆုံခဲ့တယ်။သူကိုယ်တိုင်ပဲအတူတူကစကားပြောတယ်လက်ခံပြီးတော့ညီမညီကြီးတို့ကိုတိုင်ပင်ဆွေးနွေးမှုကြီး ြုလုပ်ခဲ့တာတွေတာဂတ်အများရှိပါတယ်ထို့အတူ သူရှိကဒီဒီဒီမိုကရက်တစ်တမရရဖြစ်တဲ့တမရကမြောင်ဆန်တို့အဲ့ဒါတမရနိုဒီယိုဘူးတို့အစရှိသည်ပဲဆိုလို့ရှိရင်လည်းကျွန်တော်တို့ ਨੇ ဖလဲတကင်းပြည်စုံစုံမျိုးမှုတွေနဲ့မြန်မာဒီမိုကရေစီအတွက်ကိုအပြေထောက်ခံမှုတွေအများကြီးပြုလုပ်ခဲ့ပါတယ်ထို့အတူအခုအချိန်မှာဒီမိုကရက်တစ်ပါတီကအဲ့ဒါဒီတမရကြီးတက်လာတဲ့အချိန်မှာလည်းကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်မြန်မာဒီမိုကရေစီအတွက်ဒီတက်နိုင်တဲ့ဘက်ကနေပြီးတော့အထောက်ပံ့ကောင်းတွေနဲ့အားပေးမှုကောင်းတွေကိုတော့ရရှိမယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့ရေရေကြီးပြောရပါတယ်ခင်ဗျာ ကျွန်တော်အနေနဲ့ပေါ့လေကျွန်တော်အမြင်ကျွန်တော် user ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကိုရီးယားနိုင်ငံမှာကျွန်တော်16နှစ်အသားအရွယ်ကလေးကကျွန်တော်ရောက်ရှိခဲ့တယ်ပေါ့လေ88 color တွေရောက်ရှိခဲ့တယ်အခုဆိုရင်ကျွန်တော်ကိုရီးယားမှာရောက်ရှိခဲ့တာအဲကျွန်တော်30ခဏ33နှစ်ကျော်35နှစ်လောက်ရောက်နေပြီပေါ့လေအဲ့လိုနေတာမှာရောက်ရှိတဲ့ချိန် color အတွင်းမှာကျွန်တော်ဖြတ်တန်းခဲ့ရတဲ့တမရအဆက်ဆက်မှာပေါ့လေအဲတမရဘောကျွန်တော်80လောက်ကျွန်တော်ဖြတ်တန်းခဲ့ပြီးပါပြီအဲ့ဒီအချိန်မှာဆိုလို့ရှိရင် Democratic Party က အဲတမရဖြစ်လာတယ်ဖြစ်လာတယ်ကိုရီးယားမှာရှိတဲ့မြန်မာနိုင်ငံသားတွေအားလုံးကိုကူညီတယ်ထောက်ပံ့တယ်ဟဲ့လားနောက်ဒီမှာဒီမူစီကြီးအတွက်အားပေးမှုတွေကိုစစမ်းပြပြုလုပ်ခဲ့တယ်အဲ့တော့အခုဒီတမရအီဂျေမျိုးဆိုလို့ရှိရင်အဲသူကတမရမဖြစ်ခင်ကတည်းကမြန်မာဒီမူစီကြီးကိုတိတိကျကျပါဝင်ခဲ့တယ်မြန်မာတော်လှန်ရေးအတွက် ဟိုအားပြီးခဲ့တယ်အကျွန်တော်မြန်မာနိုင်ငံကရောက်ရှိအဲကျွန်တော်တို့အမျိုးသားညွန်ကြီးအစိုးရရဲ့ဝင်ကြီးလာတဲ့အချိန်မှာလဲဖလဲတကင်းနဲ့ကြိုးဆိုတဲ့နှုတ်ဆက်တယ်မတ်ဘူးစီကြီးအတွက်ကိုသူစစ်စမ်းမပြအားပြီးထောက်ခံသွားပါမယ်ဆိုရဲအကြောင်းကိုလဲသူကတိစကားကြီးပြောခဲ့တယ်အာဒါအားဒီကသူ့အနေနဲ့လမ်းကြုံဆုံးတွေ့တုံးမှာသူစကားတစ်ဖြစ်ပြည်တန်ကြီးကစကားကြီးပြောတာမဟုတ်ပါဘူးသူရဲ့ဂျင်းတဲ့အသေးလေးကနေပြီးတော့လှက်လေလေး ပါလာတဲ့စကလုံးတွေဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အဲဒီ Democratic Party ဘက်ကတက်လာတဲ့တမနာကင်ဒီဂျုံလို့ပေါ့လေ Nobel ဆုရှင်ကင်ဒီဂျုံပါဆိုရှင်မြန်မာဒီမိုကရေစီအတွက်ကိုတကယ်ထက်ထဲဝင်တက်တက်ကြွအားပေးခဲ့တဲ့တမနာကြီးတူဖြစ်ခဲ့ပါတယ်အထို့အတူပဲအခုဒီတက်လာတဲ့တမနာ AGM ရောကလည်းကျွန်တော်တို့ကိုရီးယားနိုင်ငံ Nobel ဆုရှင်ဖြစ်တဲ့တမနာကင်ဒီဂျုံလို့ပဲမြန်မာဒီမိုကရေစီနဲ့မြန်မာတော်လှန်ရေးအတွက်မြန်မာနိုင်ငံသားအတွက်ကိုအဲ ဖက်ဖက်ကနေပြီးတော့အားပေးကူညီဆောင်ရွက်ပေးတဲ့တမလာရေးတူဖြစ်လာလိမ့်မယ်ဆိုတော့ကျွန်တော်အနေနဲ့ရေးရေးပြောရပါတယ်။နောက်တစ်ခုကတော့ဗောလေကျွန်တော်ဖြည့်ဆွက်ပြောတာပါ။ကိုရီးယားနိုင်ငံမှာကိုရီးယားနိုင်ငံသားဖြစ်နေတဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိပါတယ်။အဲ့တချို့ကတော့ဒီမှာမျိုးသမီးတွေကိုရီးယားနိုင်ငံသားတွေအိမ်အောင်ကြပြီးတော့ဖြစ်နေတာတွေချို့ကတော့ကိုရီးယားနိုင်ငံမှာနိုင်ငံသားဆံမွေးတွေဖြည့်ပြီးတော့အဲကိုရီးယားနိုင်ငံသားဖြစ်တဲ့သူတွေအများကြီးရှိပါတယ်။သူတို့အားလုံးရဲ့မဲရီယာလေအဲတမန်အီဂျင်မြောင်ထံကိုပဲအကုန်လုံးစီစဉ်သွားကြတာပေါ့လေ။ပြောမယ်ဆိုတော့ဒီတမန်အီဂျင်မြောင်ကမြန်မာနိုင်ငံသားတွေအားလုံးရဲ့အချစ်ကိုရရှိထားတဲ့ သမရတူဖြစ်တယ်မြန်မာနိုင်ငံသားတွေနဲ့လည်းစစ်စမ်းပြက်ထိတွေ့ဆက်ဆံခဲ့တဲ့သမရတူဖြစ်တယ်သူကိုယ်တိုင်လည်းလူခွင့်ရေးရှိနေတူဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့အနေနဲ့ကတော့အကောင်းဆုံးသမရတူကိုရရှိလိုက်တယ်လို့ကျွန်တော်လည်းပြောကြားလိုပါတယ်